တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလက်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပတ်မဦးဆုံးကချင်ပြည်နယ်စစ်ရဲတရင်နဲ့အနေနဲ့လေးပြောပြချင်တယ်။ဖက်ကမှာရှိတဲ့ခွေးတွေကအခုလွန်ခဲ့တဲ့အချိန်မှာသူတို့ဆုံးရှုံးခဲ့တဲ့စခန်းတွေကိုကျော်ရုတ် KIA ဒီစမှာတောင်းတယ်တဲ့ဒီဒရောင်းစားနေတယ် KIA ဒီကသူတို့ပေးမယ်လို့တင်နေသလားမသိဘူးဆိုတော့မကြခင်မှာ ဖကမှာလည်းပဲတိုက်ပွဲအကြီးအကျယ်ဖြစ်လာဆရာကြောင့်ရှိတယ်။စခန်းတောင်းတဲ့ကိစ္စတစ်ခုတည်းမဟုတ်ဘူး။ဒီကြောက်စိတ်မော်ဒီမှာ တ်ဆန်သွားတောင်းတယ်ပတ်ဆန်မရဘူးဆိုလို့ရှိရင်မီးရှို့တယ်လို့ပြောတယ်ဆိုတော့လွန်ခဲ့တဲ့နေ့ရက်တုန်းကလည်းတစ်တုံးလုံးကုမ္ပဏီမှာသူတို့ရဲ့အဆောင်တွေကိုမီးရှို့ပေးတယ်ပြီးလို့ရှိရင်အခုဖကတ်မှာပြည်သူတွေကအရင်တုန်းကလို့လုံးဝမထွက်တော့ဘူးဆိုင်ဆိုလို့ရှိရင် ဖွင့်တဲ့ဆိုင်ဖွင့်တယ်အများတော့ဆိုင်တွေကမဖွင့်တော့ဘူးလို့သိရတယ်ဆိုတော့ခွေးယူရောက်တဲ့နေရာမှာပြည်သူတွေရမ်းဒုက္ခရောက်နေကြတယ် ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့ရုရှားနဲ့ယူကရိန်းကိစ္စနည်းနည်းလေးပြောချင်တယ်အသေးစိတ်တော့မပြောတော့ဘူးအားလုံးသိပြီးသားဖြစ်တယ်အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တော်လာရဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပုံစံတူနေတဲ့အတွက်ကြောင့်နည်းနည်းလေးပြောချင်တယ်ဆိုတော့အခုဒီဇလန်စကီဟာလေရင်အစည်းလေးဆေကိုဖျက်ဆီးခဲ့တဲ့ပထမဦးဆုံးတော့သူရဲကောင်ပထမဦးဆုံးတော့တာမတာဖြစ်တယ်ဒီစစ်စီရဲကိုလုံနိုင်ဖို့ရန်အတွက်၁၈လ ပြင်ဆင်ခဲ့တယ်ဆိုတဲ့ဥစ္စာကိုကျမတို့သိရတယ်ပြီးတော့သူတို့ပြင်ဆင်နေတဲ့အချိန်မှာဇလန်စကီဟာထရမ့်နဲ့လည်းတွေ့ဆုံခဲ့တယ်ဒါပေမဲ့အဆင်မပြေခဲ့ဘူးထရမ့်ကလည်းယူကရိန်းတမ္ဒါကိုအထင်သေးစွာနဲ့ပြောဆိုခဲ့တယ်တနင်္ဂနွေနေ့မှာဇလန်စကီကဒီဒီစစ်စင်ရဲကိုလုတ်ခဲ့တယ်တနင်္လာနေ့ဆိုတဲ့မနေ့ကတော့သူတို့တူရကီမှာဒုတိယအကြိမ်ငြိမ်းချမ်းရေးစကားပြောမှဖြစ်တယ်ဆိုတော့အခုကျမတို့ဘေးနားမှာကျမ တင်ထားပေးတယ်။ဒီထက်မှာဇလန်စကီဘာပြောလဲဆိုတော့ရုရှားကနေမှစတင်တဲ့စစ်ပွဲကိုရုရှားကပဲအဆုံးသတ်ရမယ်လို့ပြောတယ်။ဒါကြောင့်မို့ပဲစစ်ပွဲမှာတုံးတဲ့သူတို့ရဲ့စစ်လေရင်အစီလေးဆယ်ကိုဇလန်စကီကနေမှ ဖြစ်စီပေးလိုက်တယ်။ဆိုတော့ဒီစစ်ပွဲရဲ့ပထမဦးဆုံးဖြစ်လာတဲ့အရာကိုကြည့်တဲ့အခါမှာသမဒပူတင်ဟာသူဟာစစ်လက်နက်ပိုင်းမှာအင်မတန်မှအားကြီးတဲ့ကဘာမှာထိတ်တိတ်ကောင်းဆောင်ဖြစ်တဲ့ ယူကရိန်းဆင်းရဲတဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်သူ့ကိုအထင်သေးတယ်ဒီရုရှားထင်တာဟာယူကရိန်းကိုဒီလိုမျိုးတိုက်ပွဲဖော်ဆောင်ခြင်းအဖြစ်ယူကရိန်းနိုင်ငံကိုရယူနိုင်မယ်လို့အထင်သေးစွာနဲ့နေချက်စစ်ကိုလုပ်ခဲ့တယ်ထို့နည်းတူပဲဒီနေ့ကျမတို့ဒီ2021ဒေါ်လာရဲ့မစခင်မှာကျတော်တို့တပိတ်မောက်လာခဲ့တယ်စစ်ခွေးတွေထင်တာကတော့ချွေးဝါရောင်ဒေါ်လာရဲ့လို့88တပိတ်တွေလို့ပဲတပိတ်မောက်မယ်သူတို့ကလည်းတနတ်ဒီနေ့ပြစ်လိုက်မယ်လူ6ယောက်လောက်တေးသွားပြီဆိုကျတော်တို့ဒေါ်လာရဲ့ဒီဟာကြောက်လို့နား သွားမယ်လို့ထင်ခဲ့တယ်ဒီလိုမျိုးအထင်တဲခဲ့တာဟာဒီ27ဒေါ်လာရဲစလာတဲ့အချိန်လေးမှာပဲမဟုတ်ဘူးเนาะမိနစ်3ကအထိစကလေးကောင်းနေတာဘာပြောလဲဒီနတ်စကဟာလက်နက်ကင်တိုင်းရင်သားတွေနဲ့ငြိမ်ချမ်းရေးဆွေးနွေးမယ်ဒါပေမဲ့နင်တို့ဗမာ PDF တွေနင်တို့နဲ့လုံးဝဆွေးနွေးမှာမဟုတ်ဘူးနင်တို့ကိုအမြင့်ပြက်အောင်ချင်မယ်လို့စကလေးကောင်းပြောခဲ့တယ် မင်းအောင်လိုက်ဒီရောစိုးဝင်းဒီရောပေတော့အခါမှာမှ PDF D ဆိုတဲ့စကလုံးကိုသူတို့ပါဇက်ထဲမှာလုံးဝမထွက်ခဲ့ဘူးဒါပေမဲ့ဒီ2025ရောက်လာတဲ့အခါမှာ PDF D ကိုဒိဋ္ဌိထားပါဆိုမှစိုးဝင်းပြောခဲ့လာသလိုဒီခွေးကျဘူးကလည်းပဲ PDF D ကိုလည်းငိမ့်ချင်ရခေါ်ရဆိုတဲ့အရာတွေဖြစ်ပေါ်လာခဲ့တယ်တော်လိုင်းရင်းဆက်လာတဲ့အခါမှာ PDF D ဟာလူတရာမှာအယောက်20လောက်ပဲလက်နက်ရသေးတဲ့အချိန်မှာနေရွက်မပါတဲ့အင်းနေဝင်းပါပြောခဲ့တယ်လဲ PDF ဒီစစ်သားတဲ့ကိုတတ်လိုက်လို့နေပြီးတော့မှရှိတဲ့ဘူကြီးဒီဘူမိုးဒီဟာသမင်းတလုတ်အစားမပြတ်ဘူးအိတ်တာတစ်ခါမပြတ်ဘူးအပြုံးတစ်ခါရည်တာမနာဘူးဆိုပြီးမှပြောခဲ့တယ် ဒါပေမဲ့အခုကတော့ပြုံးဒီအစားတွေပြတ်သလားတော့မသိဘူးအပြင်မှာရှိတဲ့စစ်ခွေးကောင်းဆောင်တွေပါနေပြည်တော်မှာနေပြည်နေပြည်တော်မှာရှိနေတဲ့စစ်ခွေးကောင်းဆောင်အခွေးဖိုးကြီးတွေလည်းအခုကတော့သူတို့ရဲ့ဘဝလုံးချုံရဲ့အတွက်တနက်ကင်ဖို့ရန်အတွက်တောင်းဆိုတယ်ဆိုတဲ့စကားတွေထွက်ခဲ့လာတယ်ဆိုတော့ဒီ27ဒေါ်လာရေးစလာတာဟာကျတော့ပြည်သူလူထုတွေကိုအထင်တဲလို့ဖြစ်တယ် နော်ခွေးကြဘူထင်းခဲ့တာဟာအာသူအာနာယူလိုက်မယ်ပြီးတော့တပိတ်မောက်မယ်တပိတ်ဒီကိုတနတ်နဲ့ပြစ်လိုက်မယ်ခြေရောက်လောက်တေးသွားပြီဆိုလို့ရှင်ဒီတပိတ်နားသွားမယ်ဒီလိုပဲထင်ခဲ့တယ်ပြီးတော့ဒီ PDF တွေကလက်နဲ့ကင်လာခဲ့တယ်တော့ခိုးလာခဲ့တယ်ဆိုပေမဲ့လည်းပဲသူတို့ဘက်ကလည်းမလေရင်နဲ့ဘုံကျဲမယ်စစ်တပ်ကလည်းအင်အားတွေနဲ့ပြစ်ခတ်တယ်နော်ထိုးစစ်စင်မယ်အဲ့လိုမျိုးဆိုလို့ရှင် PDF တွေဟာနားသွားမယ်လို့သူတို့ထင်တယ် ထိုနည်းတူပဲစစ်ခွေအခုဇလန်စကီပြောခဲ့တယ်လို့ပဲစစ်ခွေစားခဲ့တဲ့ဒီဇလန်ဟာစစ်ခွေကနေပဲအဆုံးတိုက်ရမှာဖြစ်တယ်ကျွန်တော်တော်လာရဲဒီကတော့စစ်ခွေတွေမြန်မာမြေပြင်ပေါ်ကနေမပပြောက်မချင်းကျွန်တော်ကတော်လာရဲမနာတော့ဘူးဆိုတော့ကိုနင်တို့ခွေတွေတီးဖို့လို့တယ်နော်အခုဇလန်စကီဘလို့လောက်တယ်လဲဆိုတော့ကိုနင်တို့မျက်စိထဲမှာမြင်ပြီးနားထဲမှာလည်းကြားပြီးတတိထားကြပါလို့ကျွန်မဒီကနေပြောချင်တယ် ဒီလိုမျိုးအထင်တဲတဲ့ကိစ္စနောက်တစ်ခုကဘာလဲဆိုတော့ကျွန်းတရက်နဲ့ညနေပိုင်း2နာရီလောက်မှာ SSPP နဲ့ MNDAAD တိုက်ပွဲဖြစ်ကြတဲ့ လုံခဲ့တဲ့အချိန်မှာကျမတည်င်းထဲမှာတခါပြောခဲ့ဘူးတဲ့ရှမ်းမြောက်ဟန္နာကျေးရွာကတကယ်ဆိုလို့ရှိရင် SSPP ရဲ့နေရာဖြစ်တယ် SSPP ဆိုတာဟာရှမ်းတပ်တော်ဖြစ်တယ်တကယ်ဆိုလို့ရှိရင်တော့ဒီရှမ်းနေဟာရှမ်းပြည်နယ်တစ်ခုလုံးကိုသူတို့ပိုင်ဆိုင်တဲ့နေရာဖြစ်တယ်ဟန္နာကျေးရွာဆိုတာဟာ SSPP ဒီရဲ့နေရာဖြစ်တယ်အဲ့မှာကမိတွေထွက်တဲ့နေရာရှိတယ်ဒီမိတွေထွက်တဲ့နေရာမှာလဲဟိုးဘိုးဘဲကနေမှ SSPP ဒီဟာဒီနေရာမှာတတ်ချပြီး ှာနေထိုင်ခဲ့တာဖြစ်တဲ့ဆိုတော့အခုဒီ MNDAAD ကိုသူတို့ရဲ့အဖေတရုတ်ဒီလာရှိုကနဲ့မောင်းထုတ်လိုက်တဲ့အခါမှာဟာနာကျဲရွာမှာသူတို့နေချင်တယ်ပြီးတော့သူတို့လည်းကြောက်မြည်သွေးတွေကိုပိုင်းဆိုင်ချင်တယ်เนาะဆိုတော့အခုဒီရှမ်းမြောက်ကပြဿနာကဘာဖြစ်တယ်လဲဆိုတော့နေမြေပိုင်ရှင်တွေကိုတခိုးသမားတွေက တမြလာတိုက်တယ်လို့ဖြစ်နေတယ်။ SSPP နဲ့ MNDAAD လည်းနေမြေပြဿနာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ဆိုတော့ဒီ MNDAAD ဟာဒီ SSPP ကိုအထင်သေးလို့လာတိုက်တယ်။ဒါပေမဲ့ SSPP ဒီကြောင့် MNDAA စစ်သား၈ယောက်ကတော့မိုးမျောဖြစ်သွားတယ်ဆိုတာသိရတယ်။ SSPP ဟာရှမ်းဖြစ်တဲ့ဒါကိုဘယ်ကရောက်လာမှမသိတဲ့ဒီ MNDAAD ကနေမြေလာလူတယ်ဆိုတာဖြစ်တင်သလားဆိုတော့နော် စဉ်းစားဖို့လိုတယ်။ရှမ်းပြည်တောင်ပိုင်းကတော့နာမည်မထွက်ပေမဲ့ရှမ်းပြည်မြောက်ပိုင်းကတော့လူမျိုးစုံတဲ့အတွက်ကြောင့်ခဏခဏနာမည်ထွက်တယ်เนาะ။ပြည်နယ်မရှိတဲ့ပလောင်တွေကကချင်တွေကို မောင်းထုတ်လို့မောင်းထုတ်ဘယ်နေရာကလာမမသိတဲ့ MNDAA တွေကရှမ်းတွေကိုမောင်းထုတ်လို့မောင်းထုတ်နေပြဿနာတော့နော်ရည်ချင်းစရာကောင်းတယ်နေမြေမရှိတဲ့လူတွေကနေမြေတွေကိုကျူးကျော်နေကြတာ အော်ဆရာကောင်းတယ်တိတ်မပြောချင်ဘူးဆိုတော့အခုကျွန်တော်နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုကျွန်တော်နားထောင်ကြည့်အောင်နော်2025ခုနှစ်ဧပြီလ23ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးချမ်းအေးသာဆန်မြို့နယ်အောင်နှန်းရိပ်သာအရှိရက်ွက် Treasure Name Online Shop လုပ်ငန်းလုပ်ကိုင်သူဖီဖြူနေအား၎င်းမေလ၈ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတကုံမျိုးသစ်တောင်ပိုင်းမြို့နယ်54ရပ်ကွက်ဖုံးမြင့်အောင်အား၎င်းအတီတီဖန်စီယာမိခဲ့ကြောင်းသိရှိရပါသည်။ ပြည်ပသို့ထွက်ပြေးတင်းရှောင်ရရှိတဲ့ချမ်းမြငင်းခေါ်ချမ်းချမ်းအစိုးရရဲ့ခိုင်းစေချက်အရ၎င်းပြည်ပမှတရားမဝင်တင်ပို့လိုက်တဲ့နိုင်ငံသားဖြစ်ပစ္စည်းများအားအခကျေးငွေဖြင့်ထက်ဆင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းနဲ့ချမ်းမြငင်းခေါ်ချမ်းချမ်းပေးဖို့စီလိုတဲ့အကြံဖက်ဖွဲ့စည်းများအားငွေကြေးထောက်ပံ့ပေးခြင်းများဆောင်ရွက်ရသူများဖြစ်ကြောင်းတွေ့ရှိရပါတယ်။ချမ်းချမ်းအစိုးရဟာ Shop Me အမည်ဖြင့် Facebook page အား2025ခုနှစ်ဖေဖော်ဝါရီလမှာစတင်ဖွင့်လှစ်ခဲ့ပြီး online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိဘဲနိုင်ငံခြားဖြစ်လက်ကိုက်အိတ်နာယီကပတ်နဲ့အင်ဂျီစတဲ့သုံးဆောင်ပစ္စည်းများအား online မှာတဆင့်ရောင်းချပြီးပြည်တွင်းသို့တရားမဝင်တင်သွင်းကဖြန့်ဖြူးရောင်းချနေသည်ဖြစ်တဲ့အပြင်ရရှိလာတဲ့ငွေကြေးများအနက်အချို့အားကိုကျိုးအတွက်သုံးစွဲခြင်းအချို့အားအကျန်းဖက်အဖွဲ့အစည်းများသို့ထောက်ပံ့ပေးခြင်းများဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်းတွေ့ရှိရပါသည် ပြည်ပမှဥရိမဲ့တင်သွင်းရောင်းချသူများနဲ့ချိတ်ဆက်ပြီးထက်ဆင့်ဖြန့်ဝေရောင်းချခြင်းများကြောင့်နိုင်ငံတော်ရဲ့အခွန်ဖန်နာများဆုံးရှုံးစေလျက်ရှိကြောင်းတို့ပါ၍ဖန်စီရမီတရားခံများဖြစ်တဲ့ဖြစ်ဖြူနှင်းနဲ့ဖုံးမြင့်အောင်တို့အားဥပဒေနဲ့အညီထိရောက်စွာအေးအေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်အစောတော့ချမ်းချမ်းဆိုတာတော့ကျတော့အလုံးတည်တယ်လွန်ခဲ့တဲ့ချိန်မှာတော့တချင်းနဲ့လိုက်ဆိုပြီးမှတော်လာရေးထဲမှာပါဝင်တယ်ဒါပေမဲ့ကလေးမအေဖြစ်တဲ့အတွက်ကြောင့် တော်လာရဲမှာဒီလိုမျိုးတချင်းနဲ့မဆိုနိုင်တော့ဘဲနဲ့အခုသူကတော့ပစ္စည်းတွေရောင်းချင်တဲ့အဖြစ်တော်လာရဲထဲမှာပါဝင်တာဖြစ်တယ်ဒီထဲမှာခွေးမပြောသွားတာကတော့အဆိုတော်ချမ်းချရဲ့ခိုက်စင်မှုကြောင့်ဒီဖြူဖြူနင်းနဲ့ ပုံမြင့်အောင်ဟာအဲ့တလုံးဝယ်တယ်ဆိုလို့ရှိရင်အဲ့ဝယ်တဲ့ပက်ဆံကိုချမ်းချမ်းကိုမပို့ပေးပေးနဲ့เนาะချမ်းချမ်းကနေမှနင်တို့ကဒီဘယ်ဘက်ကိုဘယ်ဘက်ကိုပို့ပေးပါဆိုတဲ့ပုံစံမျိုးနဲ့ပို့ခိုင်းတယ်အဲ့လိုမျိုးပို့တာကကျတော့ဒီတော်လာရဲဘက်ကိုဖြစ်နေတယ်အဲ့လိုမျိုးပြောတယ်ဆိုတော့ဒီနေ့ဒီဖြူဖြူနင်းနဲ့ပုံမြင့်အောင်ဟာတကယ်ပဲချမ်းချမ်းပက်ဆံပို့ခိုင်းတဲ့သူလားဆိုတာတော့ကျွမ်းမသိဘူး ဘာကြောင့်လဲဆိုတော့စစ်ခွေးတွေက9000စားတွေအရန်ခစ်စားနေတဲ့အတွက်ကြောင့်เนาะ PDF တွေလည်းခဏခဏအလေးဝလာတာလေအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်လာရဲတွေကိုပုံမှန်တွေနဲ့ဆွဲတယ်နင်တို့ဘယ်ပုံမှန်နဲ့ပဲဆွဲဆွဲဂယုကိုမစိုက်တာဒီနေ့တော်လာရဲအဲထဲမှာပါဝင်တဲ့သူတွေ ကဘာကြောင့်မို့ကိုယ့်ရဲ့နေမြေကိုစွန့်တယ်လဲဆိုတော့နင်တို့ကိုကြောက်လို့တော့မဟုတ်ဘူးเนาะမတရားတဲ့သူရဲ့လက်ထဲမှာမနေချင်လို့ထွက်သွားတာဒါပဲမတရားတဲ့သူရဲ့အောက်မှာမတရားတဲ့ပုံမှန်တွေနဲ့မတရားတဲ့ချုပ်နှောင်ခြင်းနဲ့သူတို့မခံချင်လို့ တနလို့မြန်မာနိုင်ငံကနေမှဒုက္ခခံပြီးမှထွက်သွားရတာဖြစ်တယ်။ဒါတွေကိုအခုဘာပုံမှန်တွေနဲ့ဘာပုံမှန်တွေနဲ့တရားဆွဲတယ်ဂယုကိုမဆိုင်ဘူးနင်းတို့ဆွဲတာနော်ဆိုတော့အခုဒီပုံမှန်နဲ့ပတ်သက်ပြီးတော့ဒီခွေးမှပြောထားတဲ့အဲမှာပန်ဆယ်လိုတွေပါတယ်အရင်တွေပါတယ် ချမ်းမြမ်းတော်တို့ခိုင်စုလူရင်းတို့တို့ပါဝင်တယ်ဒါတော့ကျွန်မအထူးထွေမပြောချင်တော့ဘူးအခုတို့ကတော့ပုံမှလို့ပြောလို့ဥပဒေလို့ပြောလို့ဒီဥပဒေကကျွန်တော်မြန်မာနိုင်ငံမှာတကယ်ပဲရှိသလားဆိုတာကိုကျွန်တော်ဗီဒီယိုတပုတ်ကိုနားထောင်ကြည့်အောင်เนาะကျွန်တော်ဒီမှာသုံးသက်ချက်တွေပြောရဲဆိုတာကအားလုံးအတွက်အကျိုးဖြစ်ထွန်းနိုင်ဆုံးအခြေအနေကိုစဉ်းစားပြီးတော့မှပြောတာမလုပ်ချင်လို့မလုပ်ချင်နေပေါ့ဗျာခင်ဗျားတို့ဥပဒေကြောင်းလာပြောနေတယ်ဥပဒေဆိုတာလူကလောက်တာ ညီချင်းညီအောင်ပြထန်လို့ရတယ်မညီချင်းမညီဘူးပြောလို့ရတယ်အဲ့ဒါကတော့ခင်ဗျားတို့ရဲ့စေတနာနဲ့ပဲဆိုင်တယ်ဒီမြန်မာကြီးမှာဥပဒေကြောင်ပြောအရန်ရှိစရာကောင်းဥပဒေလေးစားလိုက်နိုင်တဲ့လူတယောက်မှမရှိဘူးဝိသောဆိုင်ကလေးတာမန်စင်းရဲသားလေးတွေပဲဟုတ်လားအခြေခံလူဒန်းသားတွေပဲအသုံးပြနေတာတကယ်တမ်းကျတော့ဘယ်သူမှဝိသောကလေးကားလည်းမရှိချင်ဝိသောဆိုင်ကလေးလည်းမရှိချင်ဘူးခင်ဗျားတိုင်းဖွံ့ဖြိုးတိုးတက်အောင်အစိုးရတွေကချိုးပန်းပေးရမှာလေဒီလိုစောက်ပြတ်တတ်နေလို့ဒါတွေသူတို့မှစီးနေရတာခင်ဗျားတို့အကုန်လုံးမတအောင်ရှိတယ် ဒီဝိသောကာတွေဝိသောဆိုင်ငယ်တွေဆိုတာမိုးဘဝကြာလာတာမဟုတ်ဘူး။ကိုယ်နေစမ်းနေလမ်းကြောင်းတစ်ဆောက်ဖြတ်လာတာအဲ့ဒီမှာအစင်းစင်းခင်ဗျားတို့ပိုင်ရဆိုင်ရတွေတောင်ပေးမြောက်ပေးနေခင်ဗျားတို့တက်နိုင်ငံလုံးပြတ်နေတာလေ။အဲ့တော့ဘယ်သူမှတာဝန်ရှိလဲ။အဲ့ဒါတွေလိုက်ဖမ်းမယ်ဆိုရင်ခင်ဗျားတို့တရားဝင်အောင်ကြံမဟုတ်ဘူး။နောက်ဆုံးတော့ဒီကိစ္စကြီးကိုပြည်သူကလာခံရတယ်။ပြီးတော့လည်းအခြေခံလူတန်းစားအများစုပထေးတွေကတော့လိုင်စင်ကားကိုနစီတစီပေါင်းပြီးတော့ဝိသောတွေနဲ့ဟောလာပွာရတာတွေရှိတယ်။အဲ့ဒီကောင်တွေအကုန်လုံးပိတ်ဖမ်းမှာ။ခင်ဗျားတို့အခုဒီဝိသောကားတွေဖမ်းတော့ဝိသောဆိုင်ကြီးတွေဖမ်းတော့ဘယ်မှထားမှာလဲ။ ရှာတော့မဆန်းအောင်ဘောလုံးကွင်းနေကွင်းနေဟုတ်လားပြီးမိုးရတယ်ပဲဘနဲ့နဲ့ပြစ်ထားမှာလေအဲ့မှာထုတ်ကြမယ်ထုတ်ကြမယ်ရောင်းစားကြမယ်ဒီကားလေးကိုခင်ဗျားတို့လေလံပြစ်ပြီးတော့လိုင်စင်ပေးပါလားအဲ့မှာခင်ဗျားတို့စီဝါရိုက်ပြီးလှုပ်စားကြအောင်ပါဆိုတော့အခုဒီထဲမှာကျွန်တော်ကြားရတဲ့အတိုင်းပဲဥပဒေဆိုတာဟာလူလုပ်တယ်တဲ့ညီအောင်လို့လို့ရှင်နဲ့ရတယ်မညီအောင်လို့လို့ရှင်နဲ့ရတယ်စေတနာပေါ်မှာမူတည်ပြီးမှဥပဒေရှိတယ်တဲ့เนาะဥပဒေဆိုတာဟာစေတနာပေါ်မှာမူတည်တယ် သူကဥပဒေကြောင့်ပြောရင်ရည်ချင်တယ်တဲ့။ဘာကြောင့်လဲဆိုမြန်မာနိုင်ငံမှာဥပဒေဘယ်သူမှမလိုက်နာလို့တဲ့။ရှင်းတာပဲเนาะ။လွန်ခဲ့တဲ့အချိန်မှာကြွားခဏခဏလေးပြောတယ်မြန်မာနိုင်ငံမှာတကယ်စစ်မှန်တဲ့ဥပဒေမရှိဘူးလက်တလုံးကြားလိုရာတုံးတဲ့ဥပဒေပဲရှိတယ်လို့ပြောခဲ့ပြီ။အဲ့လိုပဲအခုဒီဘောမကိုတိုင်းအဲ့လိုပြောပြီ။ဘာကြောင့်လဲဆိုတော့အခုဘတော့ကားဒီဆိုင်ကယ်ဒီနဲ့ပတ်သက်ပြီးတော့ခွေးကျပုကနေတော့ဖမ်းဖို့ဆိုပြီးမှပြောလိုက်တယ်။မနေ့ကလည်းကြွားပြောလိုက်တယ်လို့ပဲအောက်ခြေကနေမှရေးလိုက်တဲ့ စာတွေကိုသူကဖတ်တယ်သူကိုယ်တိုင်ဘာမှမသိဘူးအလိုက်စင်မဲ့ကားတွေဟာမြန်မာနိုင်ငံမှာဘလောက်ရှိတယ်လဲဆိုတာလည်းသူမသိဘူးသူကအုတ်ချုပ်ပဲအုတ်ချုပ်ချင်တာမြန်မာနိုင်ငံရဲ့အခြေအနေဘာမှမှမသိဘူးလေအဝတ်အကားတွေဆိုင်ကယ်တွေဆိုတာကမြန်မာနိုင်ငံတနိုင်ငံပဲရှိတယ်ဘာကြောင့်လဲဆိုတော့တိုးမှမတိုးတတ်တာအခုတက်နိုင်ဦးပြောသွားတဲ့အဲမှာလည်းဒါပဲမြန်မာနိုင်ငံကြီးကဖွံ့ဖြိုးတိုးတက်မှုမရှိမှတော့ဒီလိုမျိုးစီးမှာပဲเนาะ အော်ဒီလိုမျိုးမစည်းစေချင်ဘူးဆိုလို့ရှိရင်တိုးတက်အောင်လို့ဒါအိတ်မှန်တဲ့စကားဖြစ်တယ်ဒီဘောမာဒီကလေတို့တော့ဒေါ်ရထွက်လာလို့ရှိရင်စကားတွေအမှန်ပြောပြောတတ်ကြတယ်ဒေါ်ရမထွက်ဘူးဆိုလို့ရှိရင် တရားရခိုင်တော့ဘောကိုမှပြမသူတို့ကစကားပြောတယ်ဒါပေမဲ့သူတို့တကယ်ဒေါရထွက်လာပြီသူတို့မှထိခိုက်တာတွေရှိလာပြီဆိုလို့ရှင်အမန်အကန်ကိုပြောတယ်ဆိုတော့အခုဒီတက်နိုင်ဦးလဲကြွထင်တာသူလဲထိတာပဲနေမှာပေါ့နော်အဝတ်ထောက်ကားဒီဒီမိုးပေါ်ကနေကြလာတာမဟုတ်ဘူးဆိုတော့နင်းစက်ကနေလာခဲ့တဲ့ဥစ္စာကိုအစင်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 သူတို့ဖာနဲ့သူတို့ ပတ်စံဒီခွေးဝယ်စားပြီးမှမင်းမပြည်တပြည်လုံးနှံ့ပြီးမှပဲဝတောက်ကားတွေကိုဖတ်မယ်တဲ့ဝတောက်ကားနဲ့ပတ်သက်ပြီးတော့ကျတို့တော်လာရဲတွေတယောက်မှမအော်သေးဘူးအခုဘောမတွေအော်နေကြပြီဘာကြောင့်လဲဆိုတော့မနေ့ကလည်းကျွန်မတင်လိုက်တယ်နော်အခုမော်တော်ပီကေဒီလည်းဝတ်တော့ကားပဲစီးရတယ်ဆိုတော့သူတို့ပိုထိကြတယ်ဒါကြောင့်သူတို့ဘက်ကလည်းမပိုပြီးမှအော်နေကြတယ်တကယ်လို့ဖတ်နေ ဘယ်ဘောလုံးကွဲမှာထမ်းလဲမြန်မာနိုင်ငံမှာတမုံရှိတာဘာမှမရှိဘူးအကုန်ရောင်းစားလို့ရတယ်ဆိုတော့အခုဒီကားတွေလည်းဖြုတ်ရောင်းမယ်လေလံတီရောင်းမယ်ရတဲ့ပက်ဆန်တွေကိုသူတို့ဝေခွဲကြမယ်ရန်ဖြစ်ကြမယ်ဆိုတော့ဒါတွေကိုအခုဘောမှပြောတာဟာခွေးစိတ်ရှိနေလို့မဟုတ်ဘူးခွေးစိတ်ပျောက်ပြီးလူစိတ်ခဏလေးရှိနေတဲ့အချိန်မှာအမှန်တရားကိုသူထုတ်ပြောနေတာဖြစ်တယ်ဆိုတော့ ဒီဝတ္ထကနဲ့ပတ်သက်ပြီးတော့အခုသူတယောက်တည်းဟောင်းသွားသလားဆိုတော့မဟုတ်ဘူး။နောက်တယောက်လည်းဟောင်းသွားတယ်ကျွန်တော်ဗီဒီယိုတူတူလေးနားထောင်ကြည့်ရအောင်နော်။ဟိုပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့အစိုးရပုံဘူးခိတတာကြီးနော်အာနာထိန်းထားတဲ့အစိုးရတည့်ရနေနဲ့အဲဒါတွေဥပဒေကြီးညွန်ကြားချက်ပေးလိုက်တယ်ပေါ့။ဒါမြန်မာပြည်မှာလိုက်စစ်မဲ့ရင်ကငါးသန်းနီးပါးလောက်ရှိတယ်။ဝင်တဲ့နေရာတွေကလည်းမြောက်ပြည်ဘက်ကဝင်နေတာချီလီဘက်ကဝင်နေနယ်ဆယ်လန်နေရာဝင်နေဝင်တဲ့နေရာကြီးတည်တယ်။ဘယ်လမ်းကြောင်းတွေဖြတ်ပြီးဝင်လာလဲအားလုံးတည်တယ်။ဘယ်သူတွေမှတောင်းရင်ရှိလဲပေါ်ထုတ်လိုက်တက်ပေါ်တယ်။ လိုင်စင်ရေးဆိုတာဒါကျွန်တော်နိုင်ငံမှာခေတ်ဆက်ဆက်ဖြစ်နေတာခင်ဗျာချမ်းသာတဲ့လူတွေခင်ဗျာဘလောက်ဆင်းရဲသွားလဲခင်ဗျာသံတော်ဆောင်ချင်ဖွက်မခေါ့အခြေခံလူတန်းဆောင်မိသားစုကအဲ့လိုင်စင်မဲ့အဲ့ဆိုင်ကယ်လေးတစ်စီးပါသွားရင်တော့အဖမ်းခံရရင်တော့အမှုဖြစ်ပဲအဖမ်းခံရရင်တော့သူတို့ထမင်းကိုကွဲတာဘောကပြက်တာဟိုနားစကားစူကနေပြောလို့လားဆိုင်ကယ်ဆိုတာခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲတွဲကားကြီးတွေနဲ့တွင်းတာဗျာပဆန်ရှိတဲ့ကောင်မှတွင်းလို့ရချမ်းသာတဲ့ကောင်မှတွင်းရတနေ့လုံးမှတနေ့စားကောင်ဘယ်ကောင်မှမတွင်းနိုင်မလုံးနိုင် တကယ်ကိုလုံနေတဲ့လူအ ਨੇ စုကိုခင်ဗျားတို့ကင်တွေပါရှင်ကလူလန်းစားကြုံးပွဲတဲ့နော်လာစာနဲ့ဝန်ထမ်းတွေပေါ်မှာပြစ်ပတ်ထားပြီးတော့ကင်ထုတ်လိုက်တော့ဘာဖြစ်လဲဒုက္ခရောက်တာဘောပြည်ခမင်းကိုပဲအနေထားပြည့်ဟိုပြန်ပြီးစဉ်းစားကြဖို့လူတယ်မြောက်ဦးရီကနေရန်ကုန်ရောက်ဖို့ရေးဦးတော့ဂိတ်ပေါင်းကြောင်းပြသွားရှိတယ်ဘလို့ဖြက်လာလဲကျွတ်ဆိုပြီးဟိုရီတွေကနေရောက်လာလဲမဟုတ်ဘူးဟိုမြေချုံမိုးပြန်ရောက်လာမှာအဲ့ဂိတ်တွေအကုန်လုံးကဘာဖြစ်လို့မထားစီခဲ့တာလဲအခုဒီထဲမှာလဲသူကခွေးစိတ်ပျောက်ပြီးလူစိတ်ရှိတဲ့အချိန်မှာပြောတယ် ခွေးကြဘူးကိုပြည်သူကနေမှတင်ထားတဲ့အစိုးရမဟုတ်ဘူးခဏလေအာနာယူထားတဲ့အချိန်မှာဒီလူမျိုးထုတ်ပြန်ရသလားဆိုတဲ့ပုံစံနဲ့သူပြောသွားတယ်ဒီစကားကိုလွန်ခဲ့တဲ့အချိန်မှာဇော်ဖုံးဟိန်လေးပြောတယ်အဖကိုကျွန်တော်တို့ကအာနာသိမ့်ပါလို့ပြောတာမဟုတ်ဘူးပြည်သူကနေမှရွေးကောက်တင်မြောက်ထားတဲ့အစိုးရမဟုတ်ဘူးလို့ခဏခဏပြောတယ် အခုဒီဝတ္တောကားတွေဆိုင်ကယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်လာရဲတွေပြောတာနည်းတယ်ဒါပေမဲ့အခုကတော့ဘောမတွေအတကုံထိတယ်ထင်တယ်သူတို့ကနေမှအတကုံအော်နေကြတယ်ဆိုတော့အခုဒီထဲမှာလဲเนาะအခွေးချဖို့ကနေမှဝတ္တောကားတွေကိုဖမ်းဖို့ရတဲ့သူကတော့အမိန်ပေးခဲ့ပြီဒါပေမဲ့ဒီဝတ္တောကားကထိုင်းနေဆက်ဘက်ကနေမှဝင်လာခဲ့တယ် ဒီမြန်မာနိုင်ငံကိုပြုံးစုံမှဝင်လာခဲ့တာမဟုတ်ဘူးနေဆက်ကနေမှဝင်လာခဲ့တယ်ကိတ်တွေအများကြီးကိုကြော်ခဲ့တယ်ဆိုတော့ဒီဥစ္စာတွေကိုဟိုဒီဆိုင်ကယ်တွေကိုယူလာဖို့ကလည်းတဲ့တွဲကားကြီးနဲ့ယူလာခဲ့တယ်ဆိုတော့ဒီတွဲကားကြီးကြီးနဲ့ဒီဆိုင်ကယ်တွေမြန်မာပြည်ရောက်လာအောင်စီရဲသားတွေအောက်ခြေလူသားတွေ မလုံနိုင်ဘူးချမ်းသာတဲ့လူတွေပဲလုံနေကြတယ်ဒါကိုသူတို့ကဒီချမ်းသာတဲ့လူတွေကိုအရေးမယူဘဲနဲ့เนาะဆင်းရဲတဲ့သူတွေကိုအရေးယူနေကြတယ်ဆင်းရဲတဲ့သူတွေကเนาะဒီဝတ်တော့ဆိုင်ကယ်အခုအများကြီးကဆိုင်ကယ်ကယ်ရီလှုပ်ရှားတယ်ဆိုပြီးမှဝမ်းစာရေးရှာနေကြတယ်ပြီးရင်ဘေးတွဲလှုပ်ပြီးမှစီးပွားရေးရှာနေကြတယ်ဒီလောက်အထိဆင်းရဲနန်းပွားနေတဲ့နိုင်ငံထဲမှာနစ်အဆက်ဆက်လှုပ်လာခဲ့တယ်เนาะဒီဥစ္စာကတစ်နှစ်နှစ်ထဲမဟုတ်ဘူးဟောနစ်ပေါင်း ်20ကျော်30လောက်ကတည်းကဒီဝတ်တောက်ကားဆိုတာဟာမြန်မာနိုင်ငံမှာတုံးလာခဲ့တယ်အခုမြန်မာနိုင်ငံမှာဘလောက်ထိဒုက္ခရောက်လဲစစ်ရေးစစ်ခွေးတွေရဲ့စစ်ရေးကြောင့်ကျွန်တော်ပြည်သူတွေဒုက္ခရောက်တယ်အာကုတူနဲ့ပြည်တဲ့ခွေးချဘူကလူနေရာမှာလာထိုင်တဲ့အတွက်ကြောင့်တဘာဝအဘေးဆိုးတွေတမျိုးမျိုး မုံတိုင်းတန်ငလင်တန်ရေတန်မီးတန်မျိုးစုံတို့တန်ကိုခန်းစားနေရတဲ့အချိန်မှာပြည်သူတွေတလောက်ကြက်တီးနေတာသမင်းစားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာဆိုင်ကယ်တစီးရပြီးမှတောင်မှကိုယ့်ရဲ့စောက်ဝတ်နေရေးကိုချောင်းချီအောင်ခက်နေတဲ့အချိန်မှာတောင်ဒီဝတ်တော့ကားဆိုင်ကယ်တွေကိုဖမ်းပါလို့ပြောတဲ့ဒီခွေးကိုတပိတ်မမောက်တည်ရင်ဘသူကတပိတ်မောက်မလဲနော် ဒီမြန်မာနိုင်ငံမှာခွေးကျဖို့ကလက်တလုံးချောင်းဥပဒေနဲ့ဖမ်းချင်တဲ့သူတွေကိုဖမ်းလို့ရတယ်မဖမ်းချင်ရင်မဖမ်းချင်မလို့ဘူးသူ့ရဲ့သဘောဖြစ်တယ်ဒါကြောင့်နှုံခဲ့တဲ့အချိန်မှာဒီကြုံမျိုးမြင့်လက်ပါပြောလား ်ခွေးကြဘူးကဥပဒေရဲ့အပေါ်မှာရှိတယ်လို့ကိုသူပြောခဲ့ပြီဒါကြောင့်မြန်မာနိုင်ငံမှာအစိုးရဆိုတာလည်းမရှိသလိုမြန်မာနိုင်ငံမှာဥပဒေဆိုတာလည်းလုံးဝမရှိဘူးဆိုတော့အခုနင်းတို့မျက်လုံးပွင့်တင်ပြီးနင်းတို့ကလည်းမနိုးထတင်ပြီးနင်းတို့ခွေးကြဘူးဟာတကယ်ပဲဒီနေရာမှာရှိတင်တဲ့သူဟုတ်လားမဟုတ်ဘူးလားဆိုတော့နင်းတို့စဉ်းစားကြည့်ပါလို့ပဲပြောချင်တယ် နော်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့ကျတော့ဗီဒီယိုတူတူလေးကိုထပ်ပြမှကြည့်ရအောင်တမရော်ကတော့မနိုင်လို့မရဘူးလေဒီကတမရော်ကမနိုင်ငါတို့ကအကြီးအကျယ်ဒုက္ခရောက်ပြီးတဲ့တမရော်နိုင်မှကိုဖြစ်မှာတမရော်ဒီအကျန်းဖက်တီကိုနေနေနိုင်မှကိုဖြစ်မှာတတိယကိုဖြစ်မှာတဲ့ငါတို့ကအရန်လူဝါဝကြတယ်တဲ့ငါတို့ကစက်ကြီးလဲကောက်တယ်မတရားလဲလုပ်တယ်နိုင်လဲကျင်တယ်ပေါ့နော်ဒါမျိုးတွေပြူလူတွေကတမရော်ကိုလိုလားတောင်းတနေရပါလေကြပုံပေါ်တော့ကတမရော်ထောက်ခံတဲ့ကိုမျိုးကြောင့် ဒီစကားပြောတာလို့ကိုယ့်ဘက်ကိုကိုရက်တယ်လို့ခင်ဗျားတို့ကလိမ်မျိုးပဲလို့ပြောကြည့်ပြောလိုက်တာဥပမာနဲ့ပဲပြောမယ်ဗျာတမတော်တာတူကတီတူကိုအနိုင်ကျင့်တယ်အဲ့ဒီလိုအနိုင်ကျင့်လို့ရှိရင်တမတော်မှာနေပြီးတော့မကြိုးတရားဆောင်တိုင်မလားနေပြီးတော့ဘယ်နေရာကိုတိုင်မလဲတိုင်မှုကိုတိုင်မလားပြည့်နေရာကိုစာဖို့ဖြောက်သွားရည်ယူသေးတယ်ဒ တမတော်ကအနိုင်မရလို့မဖြစ်ဘူးတမတော်အနိုင်ရမှဖြစ်မယ်ဒေါ်လာရဲဒီဘက်ကနေမှတော့နော်ဆက်ကျဲဒီတောင်းတယ်အတမလုတ်တယ်နော်ညင်းပနိဆက်ဒါရီလုတ်တယ်ဒါရီကိုပြည်သူဒီကမခံနိုင်တဲ့အတွက်ကြောင့်အခုကတမတော်ဆိုတဲ့ခွေးကိုတောင်းတနေကြတယ်လို့ပြောတယ်ဘေနတ်ကသူ့နားထဲမှာလာပြောတော့လည်းမသိဘူးကတော့သာတီးပြီးမှအသားမြွတ်တင်ငန်းတာဝတ်တာ ်နော်စကားကိုလူလူမပြောတတ်ဘူးသူများရဲ့မတရာစာစားလို့လေစစ်သားတယောက်ကပြစ်မှုတစ်ခုခုကိုကျွလွတ်နေဆိုလို့ရှိရင်တော့နေပြည်တော်မှာရှိတဲ့ဘဲခွေးဘဲခွေးတွေကိုတိုင်လို့ရတယ်လို့ပြောတယ်ဆိုတော့တိုင်လို့ရသလားမရဘူးလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျမလုံးဝမဖြေရှင်းဘူးကျမတို့ဖြေရှင်းပေးမဲ့လူတယောက်ရှိတယ်ကျတော့ဗီဒီယိုနားထောင်ရအောင်ဒီအားထိုင်တောင်းနေတဲ့လူငယ်၄ဦးကိုတဲ့စစ်တပ်ကလာဖမ်းပြီးရိုင်းနှက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်တဲ့ အားလုံးမီးရောင်အောက်မှာတဲ့ထိုင်နေတာတဲ့ဇပွဲမှာလာဝိုင်းပြီးဖမ်းဆီးခေါ်ဆောင်ရိုက်တတ်တာတဲ့ဘာပြစ်စီလို့လဲဘာလုံးမီးလို့လဲလို့မေးတော့တဲ့သူတို့မျက်နာတွေကိုအညိုအမဲတွေဆွဲနေအောင်ထိုးကျက်ရိုက်နေပါလေတဲ့ပညာရေးဝန်ထမ်းတွေက PDF လဲကြောက်ရစစ်တပ်ရဲ့ဥပဒေမဲ့အကြောင်းပြုပြချက်မဲ့ငွေယူရိုက်နှက်ခြင်းတွေကိုလဲကြောက်နေရတယ်တဲ့ကျမတို့တွေဘသူအရေးကိုခိုးပြီးနိုင်ငံတော်ကိုထမ်းဆောင်ရမှာလဲတဲ့နှစ်ဖက်အဖွဲ့အစည်းချားမှာဘလို့တွေရှင်သန်ရမှာလဲတဲ့ ဒီမှာတော်တော်လေးကိုရိုက်ထားတာပေါ့နော်ကျိန်ကျိန်တန်30လောက်ကျွန်တော်ကအမှန်တရားပဲဒီထက်မှာဇော်ဖိုးဟင်းပြောသွားတာကစစ်တပ်ရဲ့ဥပဒေမဲ့လို့ပြောသွားတယ်ဆိုတော့အခုဒီတိုင်တဲ့လူကအစိုးရဝန်ထမ်းဆရာဆမာတွေဖြစ်နိုင်တယ်နော်ဒါကြောင့်ကျတော့တကယ်ပဲတတ်မတော်ကိုလိုချင်သလားမလိုချင်ဘူးလားဆိုတာတော့နော်ကြောက်မဖြစ်တော့ဘူးဇော်ဖို့ဟင်းပြဖတ်တော်တဲ့ထဲမှာအခုအညိုမဲဆွဲအောင် အလင်းရောင်အောက်မှာပီယာတောက်တာသူတို့နဲ့ပါဆိုင်တယ်လေဒီလိုမျိုးညုံမင်းအောင်ရိုက်သွားတယ်ဆိုတာတော့အော်တမတော်တကယ်ပဲလိုချင်သလားဆိုတာကိုပဲကိုကိုကိုပဲအေဖြေကြပါလို့ပဲပြောချင်တယ်နော်ဇော်ဖိုဟင်းပြောတဲ့ဥစ္စာနဲ့ပဲထောက်ပြလိုက်တယ်ဒါကိုတော့ကျွန်မဘာမှမဖြေရှင်းတော့ဘူးနော်ပြည်သူတွေအားလုံးကျွန်မပြောရှင်းကြပါစေ